အခုကြည့်နေတဲ့သူတွေထဲမှာလူကြီးမိဘတရားရောက်ကိုစိတ်ဆိုးအောင်ဒေါသထွက်အောင်လှုပ်ထားတာမျိုးရှိပါသလားဒါဝင်ဝင်မိမိတဲ့အသက်ဝါကြီးတဲ့ဒုတိယရောက်ကိုစိတ်ဆိုးအောင်လှုပ်ထားပါသလားဒါမဟုတ်ရင်ထပ်ပြောမယ်ဗျာမိမိရဲ့အထက်လူကြီးတွေစိတ်ညစ်အောင်ကိုယ်စိတ်ဒေါသထွက်အောင်လှုပ်ထားတဲ့သူများရှိပါသလားအင်းအဲ့ဒါဆိုကျွန်တော်မန်နရီတစ်ပုတ်ပြီးမယ်ဗျအဲ့ဒါပါလဲဆိုတော့ အချို့သူတွေကကျတော့ဒီလူကြီးတွေစိတ်ဆိုးလို့မရဟုတ်တယ်မလားဒီလူကြီးတွေစိတ်ဆိုးရင်မန်နီမရတာတွေပတ်စံမရတာတွေမဖို့မရတာလေဒါလေးတွေဖြစ်တတ်တယ်တခါကြရင်ကိုကတော့စိတ်ဆိုးအောင်လုပ်ထားတယ်စိတ်တုံအောင်လုပ်ထားတယ်ဒါပေမဲ့လည်းပတ်စံလည်းပြန်တောင်းဖို့ရှိတယ်တခုခုတောင်းဖို့ရှိတယ်တခုခုရစရာရှိတယ်ပေးတောင်းရတော့မယ်ကျတော့အရှိမတော့ကွာစိတ်ဆိုးအောင်လုပ်ထားတော့မပြောရဘူးမဆိုရဘူးအကေပြောမယ်ဆိုမယ်ဆိုလေကို့ပေးမှာမဟုတ်ဘူးအဲအဲ့လိုမျိုးလေးတွေဖြစ်နေကြမျိုးရှိရယ်ဆိုရင်တော့ကျွန်တော်ဒီဂါတာလေးတစ်ပုတ်ပေးမယ် ဒီကာရာကဘာလဲဆိုတော့အဲ့လူကြီးတွေကအမျက်ဒေါသတွေပြေးစင်းမယ်မိမိကိုစိတ်ဆိုးနေတာတွေပြေးစင်းမယ်အာမိမိကတို့ကိုဒေါသထွက်ထားလောက်ထားတာမျိုးရှိရယ်ဆိုရင်တော့ပြေးစေရယ်ဆိုတဲ့မှန်တယ်ပေါ့အဲ့ဒီမှန်တယ်ကိုဘယ်နှခေါက်ရုပ်ကမလဲဆိုတော့ကျွန်တော်ကြမ်းကန်နေပါးတိုင်းဆိုရင်တော့38ခေါက်ရုပ်လို့ပါညာပေါ့ ဒါပေမဲ့ဒီလိုမျိုးတော့မဟုတ်ဘူးအဓိကတော့ပါလဲဆိုတော့စိတ်ဆိုးနေတယ်ဒါမှမဟုတ်ဒီစိတ်ဆိုးနေတဲ့သူ ਨੇ ဒီစိတ်ဆိုးနေတဲ့လူကြီး ਨੇ အမေနဲ့မဖြစ်ဖြစ်အဖေနဲ့မဖြစ်ဖြစ်လူကြီးနဲ့မဖြစ်ဖြစ်အဲစိတ်ဆိုးနေတဲ့သူတွေရရောက်နေပေါ့နော်အဓိကမိမိတဲ့အသက်ဝါကြီးရဲ့သူအသက်ကြီးရဲ့သူဝါကြီးရဲ့သူနော်ဟိုနော်အသက်ကြီးရဲ့သူဝါစဉ်ကြီးရဲ့သူမိမိတဲ့ရာလူကြီးရဲ့သူအဲ့ပုံကိုတည်းအဲ့ဒီ၃မျိုးနဲ့ပတ်သက်တဲ့သူတွေမှာပဲ၃မျိုးလို့ရမယ်နော်မိမိရဲ့ချစ်သူလို့ဘာလို့မှ၃မျိုးရမှာမဟုတ်ဘူးနော်အဲ့တော့ဂါရာလေးကတော့အုံ trick တန်တွန်မာထက်တနော်အုံ3တန်တွန်မာထက်ရှင်းရှင်းလေးနော်အုံ3တန်တွန်မာထက်အဲ့တော့ရွတ်မယ်ဆိုတော့အုံ3တန်တွန်မာထက်အုံ3တန်တွန်မာထက်အုံ3တန်တွန်မာထက်ပေါ့နော်အဲ့ဒါလေးရွတ်မယ်မိမိစိတ်ဆိုးနေတဲ့သူကိုအာယုံဖော်မယ်မျက်နှာဖော်မယ်ဖော်ပြီးတော့အုံ3တန်တွန်မာထက်အုံ3တန်တွန်မာထက်အုံ3တန်တွန်မာထက်ဆိုပြီးရွတ်ဖက်ရွတ်ပြီးတော့ဟာစိတ်ဆိုးတာကြီးပြေးပါစေအညာတော်တာကြီးပြေးပါစေဆိုပြီးသူမြေတာပို့ဖို့နေရပဲနော် ိုအကယ်၍ဟိုဆိုတော့ခါကျအိမ်အိမ်ထဲမှာရှိနေကြတယ်ရုပ်ထဲမှာရှိနေကြတယ်ဟိုတကယ်ပြောကိုယ်စိုးစိုးစကားတွေမပြောအဲ့လိုမျိုးဆိုလဲသူ့ကြည့်ပြီးတော့ဟောတူတန်တမတူတက်တမတော့ဆိုပြီးအဲ့လိုမျိုးရုပ်ဖက်တယ်ဆဲပြီးတော့ဆိုရင်အမြန်ဆုံးအညတို့တာတွေပြီးပါလိမ့်မယ်အမြန်ဆုံးစင်ပြီးပါလိမ့်မှာကိုတွေ့ရပါလိမ့်မယ်အားလုံးလူကြီးသူငယ်များတဲ့စိတ်ဆိုးစိတ်ကောက်နေတဲ့သူတွေရှိရယ်ဆိုရင်တော့ဒါလေးကိုအမြန်လောက်ကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်